ားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆ ्याम တော်ရာအေးလေးရေးထားတဲ့နှလုံးသားနဲ့နာတော်မူပါ ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။နှလုံးသားနဲ့နာတော်မူပါ။သူနဲ့ကျမရဲ့ဇာလံအကြောင်းကိုပြောရရင်ပတိပုံဝတ္ထုတော်ကြီးကိုဦးဆုံးတည်ရမိတယ်။ဖောက်ပြန်တဲ့မိဖုရားကိုစိတ်နာတာနဲ့အပြိုမလေးတွေကိုမိဖုရားမြောက်ပြီးတိုင်းနောက်တည့်ရက်မှာတေစာတေစီအမိန်ချခဲ့တဲ့ဘယင်ရှာလီယာကို နိုင်ရင်ဝင်ကြီးရဲ့တမင်းဖြစ်သူရှီဟာရာဇတ်ပညာပေးတဲ့ဇလန်ပါမင်းသမီးဟာဘရင်ကိုညတိုင်းပုံမြင်ပြောပြပါဗျ။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာရောက်ရင်ဇလန်ကိုရက်ထားပြီးနောက်တညဆက်စီခဲ့တယ်။ဒီပုံဝိတ္ထုကြီးကိုတထောင်တညပုံမြင်ရဲ့လို့လူသိများကြပါဗျ။ဒီပုံမြင်တွေရဲ့တရှိမှုဟာကာလီဖိတ်ခေတ်ကလေးကစတင်ခဲ့တာမို့နှစ်ထောင်ချီရှည်လျားလာပြီဖြစ်တယ်လို့သူ့ရဲ့အစဉ်မြင်ကလည်းနှစ်ပယ်ဆုံးလာတယ် အစ္စလမ်သာသနာပြန့်ပွားမှုနဲ့အတူဒီနေ့ခေတ်မှာတိုင်းနိုင်ငံအသီးသီးဖျားထွက်သွားပြီဖြစ်တဲ့အရှိအလေပိုင်းဒေသဆောင်ကနေမြစ်ဖြားခံခဲ့ပါဗျ။ဒီပုံမြင်တွေကို ကျွန်မစပြီးရင်းနှီးခဲ့ရတာကသခင်ပါတောင်းပါတာပြန်တဲ့စအောက်ကတဆင်ပါ။အီဒိုနီးယားမှာ တင်က သူများကိုနိုင်လဲတင့်ကိုလည်းအလားဟု အရှင်က နိုင်တတ်ပါသည်ဆိုတဲ့ပနာမအပြုနဲ့စားသားလေးကို ခုထက်ထိမှတ်မိသေးပါပဲ။ ။ခလေးရွယ်တုန်းကတော့ပုံမြင်တွေဟာစပတ်ဝါသနာပါဖို့ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့တယ်။ဆမကြီးကြည်အေးကိုပေါ့ကျော်ဖို့ပုံဆိုတဲ့စာအုပ်နဲ့စပီးရင်းနှီးခဲ့ရတယ်လို့ဆရာကြီးရွှေဦးတောင်းရဲ့တစီတရေပုံမြင်တွေကိုဖတ်ရင်းကမှခန့်ညားတဲ့စကားပြေနဲ့ရေးထားတဲ့သူ့ရဲ့တခြားသောစာအုပ်တွေကိုပါဖတ်ကြည့်ရှိလာခဲ့တာပါ။ဆိုရရင်ပတိဝိထုတွေဟာကျမအသေးဆွဲဖြစ်ခဲ့တယ်ပေါ့။အာလာဒင်းတို့ရေစင်တပတ်ရဲ့ပင်လယ်ခီးသွားအတွေ့အကြုံတို့ကို ်ဖတ်မညီအောင်တတတာဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့အသက်ရွယ်အပိုင်းခြားတစ်ခုရောက်လာတဲ့အခါအဲ့ဒီပုံမြင်တွေကိုပြန်ဖတ်တော့ငငယ်တုန်းကလောက်အံ့ဩဆန်းကြရတာမျိုးမခံစားမိတော့ဘူးဒီအခါကျမကိုကျမတိတ်နှမျောတာပဲချစ်ချင်းမုံချင်းအံ့ဩချင်းကိုလွယ်လင့်တကူမရှိတော့တဲ့နှလုံးသားကျွတ်တက်သွားတဲ့အဖြစ်ကရှင်းကျက်လာတယ်လို့အကောင်းမြင်စရာရှိပေမဲ့အဲ့ဒီလိုထုံပေပေဖြစ်သွားတာမျိုးကနာကျင်စရာမကောင်းဘူးလား ဒီလိုနဲ့ပုံမြင်တွေကကျမနဲ့ဝေးသွားပြန်တယ်။ပုံမြင်ဖတ်ရတာဟာကလေးတွေနဲ့သားသက်ဆိုင်တဲ့အရာလို့အောက်မေ့လိုက်တယ်။ပုံမြင်ကနေတင်ငဲစာယူရင်းဆိုတဲ့အဖြစ်မျိုးဟာကြားနေကြတက်ပြဟောင်းလို့တိတ်ရိုးစင်းလာတယ်လို့ခံစားရပြန်တယ်။ရှေ့ကိုသာဒုံဆိုင်မောင်းနေနေတဲ့ခစ်ကြီးတွေမှာမနေ့မနေ့ဆိုတာတွေကတိတ်အမြန်ဆန်လွန်လာတယ်လေ။လေးအဟုံလို့ကြံ့ရစ်ခဲ့တဲ့အဖြစ်ပြက်တွေထဲမှာတောင်းတင်ငဲစာယူလို့မကုန်တာ။ ။ပုံမြင်တွေတဲကနေတင်ငန်းစာယူရအောင်မယ်ဆိုတော့ဘာများထူအောင်မှာမို့လို့လဲပေါ့။ဒီအတွေ့တွေနဲ့ပဲပုံမြင်တွေဟာကျမအတွက်အရေးမပါတော့ပြန်ဘူး။ကံကျမကဆန့်တော်ဆန်သားပဲ။ပုံမြင်တွေကိုအတန်ငယ်ကြာအောင်မေးလျော်နေတဲ့ကျမကပုံမြင်တွေစီတကြော့ပြန်လာဖို့အခွင့်အရေးရလာပြန်တယ်။ဒီတခါတော့ကျမကပုံမြင်ပြောရမယ်သူတစ်ချိန်တည်းမှာပဲနားထောင်ရမယ်သူဖြစ်လာတယ်။ဆိုင်ရီးသူတယောက်အဖို့ဝတ္ထုဇာလန်းတွေဖန်တီးတယ်ဆိုတာပုံမြင်ပြောတာပဲမဟုတ်လား။ ုံမြင်ပြောချင်ကအမှုပညာတစ်ခုပဲပြီးတော့အတတ်ပညာတစ်ခုပဲတခါတလေမှာတော့စာရေးသူတယောက်အနေနဲ့ဒီစာအုပ်ကိုဘာကြောင့်ရေးတာလဲဘယ်လိုသတင်းစကားပေးကျင်လို့လဲဆိုတဲ့မိခွန်းမျိုးနဲ့ကြုံရတတ်ပါတယ်တကယ်ကစာပေဝေဖန်ရေးတွေဒီလိုဆက်ကြောင်းတွေကနေအတိတ်တခုခုရဖို့တမင်တကာရည်ရွယ်ပြီးလှုပ်ယူတဲ့ဖြစ်ရက်တွေမရှိခင်ကလေးကလူသားတွေဟာပုံပြောခြင်းတလေရှိခဲ့ပြီးသားပါ ကဘာဦးအစကတည်းကတရေတဲလာခဲ့တဲ့အမွေနှစ်တွေဖြစ်ပါတယ်။လူရင်ချင်းမူတမိုင်းစဉ်တလျှောက်ဒီဒလိကိုအဆင်ဆင်လက်ဆင့်ကန့်ခဲ့ကြပါတယ်။ဒါပေမဲ့ကျမကန်ကောင်တာက စာရေးသူတယောက်ဖြစ်လာပြီးတော့မှပုံမြင်အပြောကောင်းတဲ့အမျိုးသားတယောက်နဲ့စုံစည်းခွင့်ရတာကိုပါသူနဲ့စပီးယင်းဤကျောင်းဝင်ကလေးကကျမဘက်ကစကားပလင်ခံထားတာရှိခဲ့တယ်။အဲ့ဒါကကျမကတိတ်ကိုညှင်းငွေလွယ်တဲ့သူတယောက်ဖြစ်တဲ့အကြောင်းပေါ့။ ဒါပေမဲ့သူဟာရှီဟာရာဇတ်ကိုအသွင်ပြောင်းထားသူဖြစ်နေတယ်။ပုံမြင်တွေဟာကျမတို့နှစ်ဦးရဲ့ဗဟုချက်မှဖြစ်လာပါတယ်။ကျမမှလည်းတထောင်တညပုံမြင်တွေကိုအခုအသက်အရွယ်အပိုင်းခြားမှာပြန်ဖတ်တော့ခံစားမှုတမျိုးဖြစ်ရပြန်တယ်။ဒီတခါတော့ပုံမြင်တွေကိုဖတ်နေရင်ကတစိမ့်စိမ့်သဘောကျလာတာမျိုးပါ။ငငယ်တုန်းကလိုအံ့ဩပနံဖြစ်ရတဲ့ခံစားမှုမျိုးနဲ့နှိမ့်ချတာမဟုတ်ပဲ။ လွန်ခဲ့သောနှစ်ထောင်ကြီးကလူသားမျိုးနွယ်တွေရဲ့ဇာကြောင်းဖန်တီးမှုဉာဏ်ပညာကိုလေးစားစိတ်နဲ့ဖြစ်ရတဲ့အခြေတတ်မျိုးဖြစ်ပါတယ်။ပြီးတော့ကြမ်းတမ်းခက်ထန်တဲ့ဘရင်ကိုပုံမြင်တွေနဲ့ဖန်ဆားထားနိုင်တဲ့ရှီယာရာဇတ်ကိုတိတ်ကိုပညာကြီးဩဇာကြီးတဲ့မျိုးသမီးတယောက်လိုမြင်မိပြန်နေ။လက်တွေဘွားကကျမတို့နှစ်ယောက်ဆက်ဆံရေးမှာတော့တူကတူကိုလှမ်းမိုးတာမရှိပဲသူကပုံမြင်တပုတ်ပြောရင်ကိုကပုံမြင်တပုတ်ပြန်ပြောပေါ့ပုံမြင်တွေနဲ့အသက်ဆက်ခဲ့ရတဲ့ဆက်ဆံရေးလို့ဆိုရမှာပါ အဲ့ဒီအခါမှာတချို့သောပုံဝိတ္ထုတွေဟာကျမအာယုံကို ပုံစံတစ်မျိုးနဲ့လှုံ့နှိုးကြတယ်။ကုံတဲ့ဆင်းတစ်ပတ်ရဲ့ခီးသွွားဆွန်စားခန်းတွေမဟာပါရတဝိတ္ထုမှာ ပါတဲ့ရန်နရာတွေအတက်တွေမန္တန်တွေနဲ့ဇက်အလှည့်ပြောင်းတွေအကြောင်းကိုအချင်းချင်းပြန်ပြောကြတဲ့အခါဇလန်ကပဖြစ်သွားတယ်ဆိုတဲ့အဆုံးတက်ဟာအဓိကမကြဘဲတိလောက်ကြီးစမ်းကြဲအောင်ပုံဝိတ္ထုကို ဖန်တီးခဲ့သူတွေရဲ့စွမ်းပကားကိုကျမတို့နှစ်ဦးလုံးမင်းတမ်းမိကြတယ် ဥပမာမဟာဘာရတဝတ္ထုတွေကစစ်ပွဲမှာတုံးတဲ့စမ်းကြဲတဲ့လက်နက်တွေကောင်းငင်မှာပြန်နေတဲ့မြို့ကြီးတွေအာလာဒင်ဝတ္ထုတွေကကော်စောပြန်တွေဟာဒီနေ့ခင်မှာလက်တွေ့မြင်နေရပြီမဟုတ်လားဆရဏအာကောင်းတဲ့ခေတုံကစမ်းနဲ့ပြန်နေဆရဏအာရော့ရော့ပြီးဝိဇာအာနေလာတော့တိတ်ပန်နဲ့အစားထိုးကြတယ်လို့ဘာသာရေးဆရာတွေကပြောကြပေမဲ့ ကျမကြတော့အဲ့ဒီတိတ်ပန်းအတက်မလာခင်ကလေးကလူသားတွေကြိုတွေးတတ်ကြတာစိတ်ကူးရင်တတ်ကြတာကိုသဘောကျမိတယ်။သူတို့တွေးခဲ့တယ်လို့သူတို့ကြံဆောင်ခဲ့ကြတယ်။မိကိုစတင် တွေ့ရှိခြင်းကစပြီးမရက်မနာခီးနေခဲ့တဲ့ရှေးလျတဲ့တမိုင်းချောင်းကြီးလေလူသားဟာဘယ်တော့မှကြံရီမာရောဖန်ရီမာရောအားမရောခဲ့ကြပါဘူး။ဒီလိုနဲ့ကျမတို့နှစ်ယောက်ဟာဇလန်းတပုတ်ဆိုတပုတ်တညပီးတညနားပီးတုံးတက်ကြတယ်။ ီးတော့နှစ်ယောက်သားမတိုင်ပင်ရပါပဲအတန်ကြာအောင်ငြိမ်သက်ပြီးပုံမြင်အကြောင်းကိုပဲတကိုယ်ရေစိတ်စိတ်ပြန်တွေးဖြစ်ကြတယ်ဒီကြားထဲမှာဆရာချစ်ဦးညိုရဲ့လင်္ကာဒီပချစ်သူဇလန်အကြောင်းပြောတဲ့အခါဒီဇလန်ကိုပဲ မတူတဲ့ရှုထောင့်ကနေဆက်ကောင်းတွေကိုချင့်ကပ်ပြီးစိတ်ဝင်စားမှုရအောင်ရည်တက်တာမျိုးကိုတခုတည်းပြောဖြစ်ကြသေးတယ်မူရင်းဇလန်ကနေခွဲဖြားပြီးစိတ်ကူးကွန်မြူတာတဲ့အကြောင်းတွေပေါ်ပြောပြကြတဲ့အထက်မှာအီဆွတ်ပုံမြင်တွေ အန်ဒါဆန်ပုံမြင်တွေကာလီတာတာရှောက်ထုံးတွေနောက်ပြီးတော့လူရုဦးလာရဲ့ပုံမြင်တွေလည်းပါတာပေါ့လူရုဦးလာရဲ့ကြောင်းကန်အနိမမြန်မာပုံမြင်များစာအုပ်မှာဖိုးသူတော်နဲ့ပကံတညက်ကြီးအကြောင်းမှာပါတယ်ပုံမြင်ထဲမှာမင်းချင်းတရားနဲ့ပြည်စုံတဲ့ပကံမင်းတပါးကိုတရားစစ်ရာမှာမှန်မှန်ကန်ကန်ရှိရဲ့အတွက်အထောက်အကူဖြစ်အောင်ဆိုပြီးတရားမင်းကတညက်ကြီးပေးထားခဲ့တယ်ရုံးတော်မှာမမှန်မကန်ထွက်ဆိုရင်တညက်နဲ့အညက်ခံရတဲ့ အဲ့ဒီမှာဖူးသူတော်တပါးထံမှာရှုံးကြီးလို့ရွှေငွေရတနာပစ္စည်းတွေအနန္ထာရကနေပြန်မပေးလို့အမှုဖြစ်ပါလေရောအနန္ထာခဲ့တဲ့အမေကြီးကရုံးတော်ကိုရှောက်ထားတိုင်ကြားတဲ့အခါဖူးသူတော်ခေါ်ဆစ်ခံရပါတယ်ဒီခါမှာဖူးသူတော်ကသူ့စီမှာအပ်ထားတဲ့ရတနာတွေကိုတောင်းဝေးတဲ့ကိုထဲ့သိမ့်ပြီးတန်ညက်သေးကိုမဝင်ခင်မှာအမေကြီးကို တောင်းဝေးအပ်ခဲ့လိုက်တယ်ဆက်တဲ့အခါမှာတော့အမေကြီးထံယတနာတွေပြန်ပေးပြီးလို့ထွက်ဆိုတော့တညက်ကလည်းမညက်တော့ဘူး ်တန်ညက်ကအလုံးမလုံးတော့ဘူးဖိုးသူတော့အကြံပက်ဆက်လို့ပကံတန်ညက်ကွဲရတယ်လို့ဆိုတဲ့စကားပေါ်လာပါတော့တယ်တန်ညက်ပုံမြင်ကိုကျမတို့နေအောင်ပြန်ပြောကြတဲ့အခါနတ်တကြားဖန်ဆင်းပေးထားတယ်ဆိုတဲ့တန်ညက်ဟာလက်တလုံးချာလှက်ပြမှုချာမှာတစ္ဆာတရားနဲ့တရားမျှတမှုကို မဖွေရှားပေးနိုင်တော့ပဲတရားစီရင်မှုစနစ်တစ်ခုလုံးလုံးဝကြဆုံးစိတ်သုံးသွားတဲ့အဖြစ်ကိုပြောပြကြတယ်ဒီပုံမြင်ဟာခင်မီဖြစ်လိုက်တာဆိုပြီးပိုးတဘောကြလာတယ် အန်ဒါဆင်ရဲ့မိจิตတဲ့ကလေးမလေးပုံမြင်တဲ့မှာဆိုရင်မိจิตပုံတွေမရောက်ရလို့နှင်းတော်ထဲမှာရှောက်သွားနေရင်ကလေးမလေးဟာအချမ်းတုံလာတာနဲ့သူ့မိจิตဆန်လေးတွေသူ့ဘာသာမင်းညီပြီးမီးလုံရှာတယ်မင်းကျဆန်တခုချစ်လိုက်တဲ့အခါဝင်းသွားတဲ့မီးအလင်းရောင်ထဲမှာသူစားကျင်တဲ့ငန်းသားစားတော်ပွဲကြီးမြင်ရတယ်။အဲ့ဒါငိမ့်သွားတော့နောက်ထပ်မင်းကျဆန်တခုထတ်ချေရပြန်တယ်။ဒီတခါအယောင်ဆုံလာတဲ့ခရစ်မတ်တစ်ပင်ကြီးတွေမြင်ရတယ်။ ။နောက်တစ်ခါကျတော့ကြယ်ရောင်တွေပြိုးပြက်နေတဲ့ကောင်းငင်ကြီးကိုမြင်ရတယ်။ပြီးတော့သူတိတ်ချေရတဲ့ကွယ်လွန်သွားပြီးဖြစ်တဲ့အဖွားကိုမြင်ရတယ်။ခလေးမလေးအတော်လေးကြင်နူသွားတယ်။အဖွားခွန်ဆောင်ရနောက်ကိုလိုက်သွားတယ်။ဒီလိုနဲ့မနဲ့လင်းတော့မိကျဆန်အောင်းတွေပွားစာကျဲနေတဲ့နေရာမှာခလေးမလေးအလောင်းကိုလူတွေတွေ့ကြရတယ်။လူတွေမှာမျောလင့်ချက်ကအမြဲတမ်းတစ်ခုတည်းပဲမရှိနိုင်ဘူးလေ။ မတည်မချင်းပန်းနိုင်တစ်ခုပြီးတစ်ခုရီမန်းထားကြတယ်မဟုတ်လားတစ်ခုပြည့်မီသွားတော့နောက်တစ်ခုထပ်မျောလင်းကြတယ်အဲ့ဒီကာလာလေးတွေကလက်တစ်ဖြစ်စာများပဲရှိစေအောင်တော့အသက်ဆက်ဖို့ရာအတွက်တစ်ခုပြီးတစ်ခုမင်းညိကြရတာပါပဲကျမတို့နှစ်ယောက်ကဒီပုံမြင်ကို ပြောတဲ့အခါတင်ငေတရနမိတ်ပုံတွေနဲ့ဖွဲ့စည်းထားတဲ့လောကတနည်းပြောရရင်ရေစည်းတန်နေတဲ့မြစ်ပြင်ကို အတူတူကြည့်နေကြပေမဲ့ ရေကိုဒါမှမဟုတ်မြင့်ဆိုတဲ့ဝါရကိုအတိတ်ပဲဖွင့်ဆိုပုံချင်းမတူညီကြတဲ့ဘာသာပြန်မှုအမြင်တသမတ်တည်းမရှိနိုင်တဲ့လောကမှာ post modern ရဲ့လို့ကျမတို့သိမှတ်ပြီး စာအားဖြင့်လေ့လာခဲ့ကြတာက နောက်မှရဲ့ပါရှေးဦးမဆွကလေးကကျမတို့ဘိုးဘွားတွေဖန်တီးခဲ့တဲ့စာကြောင်းပုံမြင်တွေမှာဒီသဘောတရားတွေစိတ်ဝင်နေပြီးသားပါလားဆိုတာကိုအတိမတ်ပြုဖြစ်ကြတယ် ီချစ်ဆန်နဲ့ပတ်သက်ပြီး2016ခုနှစ်ကကိန်းရုပ်ရှင်ပွဲတော်ဆက်လန်တို့ပြိုင်ပွဲမှာဆွရတဲ့အင်ဒိုနီးရှားရုပ်ရှင် project အကြောင်းစကားဆက်ဖြစ်ကြပြန်ပါရောဆက်လန်မှာဇက်ဆောင်မျိုးသမီးကသူ့လွတ်ဖို့ကိန်းပဲအမျိုးသားကိုမီချစ်ဆန်တပုတ်ကိုမတန်တဆဈေးတင်ပြီးရောင်းနေမီချစ်ဆန်ကမီချစ်ဆန်ဆိုတာထက်တန်ဖိုးကြီးနေပါတယ်ပါလို့လဲဆိုတော့မိကျစ်ဆန်မိတောက်လာတဲ့အခါအဲ့ဒီမိအောင်နဲ့အမျိုးသမီးရဲ့လျှို့ဝှက်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကိုအမျိုးသားကကြည်ခွင်ရမှာမို့ပါ။ ဒီလိုနဲ့အမျိုးသားဟာမိခြင်းဆန်တွေတစ်ခုပြီးတစ်ခုချစ်ကြည်ခဲ့တယ်။ယောဂကတာမှာလိမ့်မှုဆိုင်ရာစီးပွားရေးအမြင့်တွေကြီးထွားလာတာကိုထင်ရစေတဲ့အဲ့ဒီရုပ်ရှင်ကားကအန်ဒါဆန်ပုံမြင်တဲ့ကမိခြင်းဆန်တဲ့ကလေးမလေးအကြောင်းလိုပဲကျမတို့နေရာကိုစိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။ဒီလိုနဲ့ကျမတို့နေအောင်ချစ်သူတက်တန်းဟာတထောက်တညတောင်မကတော့ပါဘူး။အဲ့ဒီနောက်တော့ကိုယ်ွယ်ယုံကြည်မှုဆိုင်ရာယုံတန်းတွေတဏှာကြီးဇက်လန်းတွေအကြောင်းရောက်သွားပြန်ရော သူကတော့မလေးနဲ့အင်ဒိုနီးရှားသမိုင်းကိုအထူးစိတ်ဝင်စားသူမှုမလေးစာပေထဲမှာတွေ့ရတဲ့တန်နိုင်လာသူရဲ့ကောင်းစစ်တီတော်ကြီးဟန်တွိုင်းရဲ့အကြောင်းကို ပြပြပါရယ်သူဇလန်ရဲ့တချို့နေရာတွေမှာကျမတို့စီကကြံစစ်သားနဲ့ခက်ဆင်ဆင်တူတာတွေပေါ့ကြံစစ်သားမှာငထွေယူငလုံးလက်ဖဲညာဦးပြီးရဲ့လို့ရှိတယ်လို့ဟန်တွားမှာလဲဟန်ကတ်ဆက်တူရီဟန်ဂျီဘတ်ဟန်လီကာနဲ့ဟန်လီကအူးဆိုတဲ့တွေးတော်ရဲ့ပေါ်လေးယောက်ရှိတယ် တန်စစ်သားတို့လေးဦးအကြောင်းအလွန်ကြုံဖွဲ့ဆိုကြသလိုဟန်တွားတို့ငါအိုးရဲ့ရင်းစွမ်းတက်တီကိုလည်းအထူးတလဲအမုန်းတင်ကြလေရဲ့ဆူလ်တန်ကဟန်တွားကို ပဟန်းအယက်ဒေတာကနေသူ့ကိုဆက်သားမဲ့မင်းသမီးတွန်တီချာကိုတွားပြီးခေါ်ယူစီတော့လန်ကြီးမှာဟန်တွားနဲ့ချစ်ကြိုးတွေတာကလည်းကျန်စစ်သားနဲ့မနီဆန္ဒအတိုင်းပါပဲအဲ့ဒီခါမှာကျမကသူ့ကို မော်ဘီဆရာသိန်းရဲ့ပဆက်ရာဆိုရင်အကြောင်းအစဖော်ပေးမိတယ် မင်းအမိတ်နဲ့ရေးသားတဲ့ရာဇဝင်ကြတော့ရွှေဖုံးတော်တိုးပါလို့ငွေမိုးတွေရွာဆိုပြီးမင်းအကြောင်းချိပါတာတွေများတယ်လို့တပင်တွေတို့ကပြလဲရှိတဲ့ရာဇဝင်ကြတော့အလွမ်းအဆွေများတယ်ပါဇက်ရာဇဝင်ကြတော့ရာဇဝင်ဥပေါင်းမှုချင့်ချင်ယုံရတာမဟုတ်လားတကောင်းရဆွဲမှာရသေရဲ့ကျငယ်ရေးကိုတမင်မကတောက်မိလို့ပြိတန်နေရှိတယ်လို့ဆိုကြတယ်လို့ရခိုင်ရဆွဲမှာရသေဟာဆမနဲ့ပေါင်းမိပြီး EU ဆိုတဲ့တာကုန်မွေးတဲ့ တဝဲရာဇဝင်ကြတော့ရသည့်ဆွန့်လိုက်တဲ့ကျင်ငယ်ရေကိုတောက်တာငခုံမတကောင်မှာသူကနေရှင်စောနဲ့ရှင်ဇန်မောင်နှမနှစ်ယောက်ကိုမွေးတယ်လို့ဆိုပါတယ်။ဆရာသိန်းကဆက်ပါသေးတယ်။မွန်ရာဇဝင်မှာလက်မှုပင်ကနေမွေးလို့မဲလက်မှုဆိုတာဖြစ်လာတယ်လို့ပကံရာဇဝင်မှာလည်းဝါပင်ကမွေးတဲ့ဝေလူဝရီမင်းသမီးဆိုတာရှိပါတယ်။တပန်းမင်ကရတဲ့ဥတုံဗရဒေဝီတို့တောကမင်ကနေရလာတဲ့တောကမာလာဒေဝီတို့လည်းရှိကြောင်းဆရာသိန်းကရေးခဲ့ပါတယ် ဒီလိုစင်တူယုံမနဲ့ဆက်ဆက်နေတဲ့ပုံဝတ္ထုတွေဟာမိုင်းပေါင်းထောင်ချီတောင်းချီအောင်ရွှေ့ပြောင်းခီးနေလာတဲ့ဘိုးဘေးဘီပင်တို့ရဲ့မူလလမ်းကြောင်းကိုမနှုတ်တာပေးတာသဘောနဲ့စစ်ပိုင်းရမှာ ကျမတို့အတွေ့ပို့ပြီးစိတ်ဝင်စားစရာကောင်းနေခဲ့တယ်။ဒီကတပန်ကျမတို့နှစ်ယောက်ဟာပေတပုံမြင်တွေအကြောင်းရောက်သွားပြန်တယ်။ဆရာပါရဂိုဘာသာပြန်နဲ့ဝီတာလဝိတုထဲမှာဆိုရင် ်တရီဝိကမဒေနာဘယင်နဲ့အစိမ့်တရဲတို့ပညာစမ်းကြတဲ့ပုံမြင်ဇက်လန်းတွေဟာလဲကြောက်စရာလဲကောင်းတယ်။တချို့ဇက်လန်းတွေဆိုရင်နဲ့နေပြီးကိုကျင့်တရားကိုမေးခွန်းထုတ်တဲ့ပညာပါတဲ့ပု္ပ္ပစာတွေဖြစ်နေပါတယ်။အဲ့ဒီပုံဝိတ္ထုများကိုဖန်တီးခဲ့တဲ့မျိုးဆက်ဟာတီထွင်ကြံစားမှုအကောင်းလွန်လို့သူတို့နေတိုင်းရှင်တန်ကြည်ပြင်းခဲ့တဲ့ခေတ်ဟာအင်မတန်ယဉ်ကျေးမှုမြင်မာတဲ့အခါကောင်းမျိုးလို့ယူဆပွဲရပါပဲ။ဖျားဟောမဟုတ်တဲ့တုတ်တန်တွေကိုချဲ့ကားထားတဲ့ပုံဝိတ္ထုတွေလို့ဆိုကြပေမဲ့ ဇက်လန်းကိုဇက်လန်းလိုသဘောပိုက်ပြီးကျမတို့အဖို့အဲ့ဒီကာလာကလူနေမှုအခြေပြစရာကိုလှမ်းမြော်ကြည့်ရတာကိုကရှင်းခုံစရာတမျိုးမဟုတ်လားပေတာဝတ္ထုတွေအကြောင်းပြောတော့သူ့ကိုကျမကကျမအဖေပြောဖို့တဲ့စကားတချို့ကိုဖောက်တယ်ချမိတယ်အနောက်တိုင်းတရေကားတွေဟာဘာမှလည်းထူးထူးကဲကဲကြောက်ချာမကောင်းဘူး။တို့တွေစီမှာတရေ၊တဆေ၊ပိတ်တာ၊မင်းစာ၊စုံ၊ကြက်ဆိုပြီးအမျိုးမျိုးရှိတယ်။ ဒီထဲမှာမှတဆေတို့ပိတ်တာတို့စုံတို့အောင်မှာအမျိုးအစားတွေထပ်ကွဲသေးတာမစင်စားတဲ့စုံဆိုတာလည်းရှိပြန်သေးတယ်။ဒါကြောင့်ကျမတို့စီကတဆေဇက်လန့်တွေကပို့ပြီးကြောက်စရာကောင်းအောင်ခြောက်လို့ရတယ်လို့အဖေကဇာတိပုံညဂုံမာနဝင်ပါတယ်။ဒါပေမဲ့သူကတော့ထိုင်းမှာလဲတစီတရေမျိုးစုံရှိကြောင်းထပ်ဖြေပါရယ်ဖီကီဆိုတာထိုင်းတွေရဲ့အင်သာဆောင်တရေပါ သူကိုခွင့်မတောင်းမဲ့အင်သာတွားရင်အိမ်မက်ဆိုတွေပေးပြီး၆လန့်တက်ပါသတဲ့ ဒီကနေအာရှတခွင်ကဇက်လက်များအကြောင်းဆက်ဆက်ပြီးပြောပြတော့မိเจ้าနဲ့ဆက်ဆက်တဲ့ပုံမြင်တွေပါလာတယ်။မြမမလိုပဲမလေးထိုင်းနဲ့တီမောတွေမှာလူရောင်ဖန်ဆင်းတဲ့မိเจ้าပုံမြင်တွေရှိကြတယ်။တီမောပုံမြင်တစ်ပုတ်မှာဆိုရင်မိเจ้าကကောင်လေးကို သူ့ကြောပေါ်တင်ပြီးလူရခီးကိုပို့ပေးတာမှာမင်းနန္ဒာနဲ့ငမိုးရိတ်တို့ပုံမြင်လိုခက်ဆင်ဆင်ပါပဲ။ငနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတွေကြတော့ဂျပန်တရုတ်ရုရှားပုံမြင်တွေမှာပို့တွေ့ရတယ် အထူးသဖြင့်ကြိုးကြပုံမြင်တွေပေါ်မြန်မာဆောင်မှာတော့ဥဖို့ကြရဲ့မြမကုံရီရာဇဝင်ဖတ်စာကိုအကြောင်းပြုပြီးတွင်းမင်တော်ဆက်အကြောင်းကျမတို့ပြောပြကြတယ်။ငွေတောင်ပြည်ကိုပြန်သွားတဲ့တွင်းမင်တော်နဲ့သူတနုမင်းသားတို့ပြန်ပောင်းထုတ်ပြီးတဲ့နောက်ထီနန်စူးစံကြတဲ့အခါနောက်တစ်ချိန်မှာတားတော်မင်းရွှေကျူကိုထီနန်လွှဲပါတယ်။သူတို့တမီးတော်နန့်တော်ကားကစင်တိန်မောင်ထော်ပိုင်းနဲ့ချက်ကျိုးတွေတော့ဘယင်ကမိရှုတတ်ဖို့အမိန့်ချပေမဲ့ ဖွာအိမ်တွင်းမဲ့တော်ကြောင်းဝင်လို့နန့်တော်ကမှမတည်ပဲလွတ်မြောက်ခဲ့တယ်။ဒါပေမဲ့နန်းတော်ကနင်းနှင်းထုတ်ခံရပြီးစင်စင်ရဲရဲနဲ့အသက်မွေးရတယ်။မောင်ထော်ပိုင်စီကိုလိုက်လာတဲ့လမ်းမှာခလေးမွေးပါတယ်။ဒါပေမဲ့လင်မယားနှစ်ယောက်လုံးကြားကြိုက်လို့တေချာတော့သူတို့သားငယ်မောင်တီကိုဝင်းပုံငဲ့မောင်နှံကခုံမွေးခဲ့တဲ့။မောင်တီရဲ့ကြံရင်ဖန်ရင်နဲ့တတ်တီကတထုံနန်းတော်တိုင်အောင်တရင်မွေးတော့ဘယင်းကတမိတော်နဲ့ပေးစားဖို့ကြံတယ်။ တချို့ရာဇဝမ်မှာကမောင်တီကိုနန်းတော်စီခေါ်ဖို့သွားပင်တဲ့အခါသူ့ကိုလာဖမ်းတယ်လို့ထင်ပြီးပြေးလို့တစ်ပင်ဘောကလိမ့်ကြပြီးတည်တဲ့နေရာမှာစက်သိမ့်ပါတယ်။တချို့ရာဇဝမ်မှာတော့မင်းသမီးနဲ့ပေါင်းဖက်ပြီးမှ မောင်တီကတည်တယ်။မောင်တီလည်းပဲမှာဆွဲထားတဲ့ရွှေကျုပ်ကနေသူ့မျိုးရိုးစင်မြက်ကိုတည်ရတော့မင်းသမီးနဲ့အမျိုးတော်နေတယ်။မင်းသမီးမှာမောင်တီနဲ့ရတဲ့ကိုဝင်ကြံရစ်ခဲ့ပေမဲ့ဘောကဒေနာမင်းနဲ့ဆက်ပြီးလက်ဆက်ရပြန်တယ်။ ဒါပေမဲ့ပူဆွေးတော့ကရောက်ပြီးသိရှာတော့မသိမီမှာမိခင်ဝမ်းတွင်ကနေရှင်မွေနှွန်ကလေးကိုဆွဲထုတ်ယူလာခဲ့တယ်။အဲ့ဒီနောက်တော့မင်းနန္ဒာနဲ့ချစ်ကြိုးတွေ့ကြပြန်တယ်။တခါတလေတော့လေကျမတို့နှစ်ယောက်ဟာကလေးတွေလိုပဲငင်းခုန်ကြအပြိုင်ကြွားကြသေးတယ်။အထက်မြမပြီမှာအောက်ပိုင်းအကြီးရက်မှာလိုဒီလိုမျိုးရိုးဆင်ဆက်ဇလန်းလှုပ်ထားတဲ့ခိုင်ခန့်တဲ့ပုံဝတ်ထူမျိုးရှိသလားဆိုပြီးသူကအညာသူကျမကိုတွေးလို့စမ်းပါတယ်။ ဟာဘာလို့မရှိရမှာလဲဖျားဝေဖြတ်တာညီနောင်မေဝနအဲ့ဒီကမှတဆင်နောက်မျိုးဆက်ဖြစ်တဲ့ရွှေဖင်းကြီးရွှေဖင်းငယ်ညီနောင်ပြီးတော့တခင်မတောင်တော်ကမေဥကိုကြားချီတဲ့ဇလံရှိတယ်လေလို့ကျမလည်းသူ့ကိုပြန်ကြွားတာပေါ့မြန်မာပြည်မှာထင်ရှားတဲ့နောက်ပုံမြင်တစ်ခုကတရီခစ်တရားရာဇဝင်မှာဆိုရင်မပေါ့ကျိုင်းကနေစလိုက်တဲ့ဇက်ကြောင့်ဟာမျက်မမြင်သားတော်နှစ်ပါးဖြစ်တဲ့ဆူလတန်ဘဝနဲ့မဟာတန်ဘဝညီနောင် သူတို့ကိုရင်းနဲ့မျောလိုက်တော့စက်ခုနှစ်ကွင်းအလင်းပြန်ရအောင်လုပ်ပေးတဲ့ဆန္ဒမှုခိဘလူးမရတိရဲ့ကျင်ငယ်ကိုတောက်မိပြီးတမင်မကမွေးထုတ်လိုက်တဲ့ဘီရာကြီးမဟာတမဝနဲ့ဆန္ဒမှုခိတို့ရင်ငံပြီးမွေးကြတော့ပန်ထွာပင်မဖြစ်လာတဲ့တချို့မှာတော့မဟာတမဝနဲ့ဘီရာကြီးတို့လက်ဆက်ကြတယ်လို့ဆိုပါတယ်ဒီလိုဆွေ90မျိုး90ပုံဝိတ္ထုတွေဟာမရှားလာပါဘူးကိုလံဘီယာဝိတ္ထုရင်းစရာ ဂါဘရီယယ်ဂါစီယာမာကွတ်ကစပိန်တွေရဲ့ကျူးကျော်မှုနဲ့ဒေသခံတွေရဲ့တော်လှန်မှုတွေပေါင်းစပ်ထားတဲ့သူငယ်စဉ်ကကြားခဲ့ဖို့တဲ့ပုံပြင်တွေကိုတည်ကုံပြီးမျိုးဆက်90ဆက်တန်းအောင်ရှေ့လျရတဲ့100 years of solitude ဆိုတဲ့ဝတ္ထုကြီးကိုရေးခဲ့တယ်။အင်ဒိုနီးရှားစာရင်းဆရာအီကာကိုနီရာဝမ်ကလည်း Dutch နဲ့ဂျပန်တွေကာလကြာမြင့်စွာနှဲ့ချခဲ့ကြတဲ့အချိန်ကိုနောက်ခံပြီးမြို့ရိုးဆန်ဆက်အဆင်ဆင်ဇက်လန်းဆက်သွားတဲ့ Beauty is a Wound ကိုရေးခဲ့ပါတယ်။ဒါကလည်းသူတို့ရိုးရာပုံမြင်တွေကိုအခြေခံပြီးဖန်တီးခဲ့တာပါ။ပင်ဆက်လက်သေုံမှန်စားပြီးတခစ်ဆန်းလာချိန်မှာတနာယီဇက်လန်းတွေဟာတကြော့ပြန်အရေးပါလာပြန်ပါတယ်။ကျမတို့တွေရဲ့ပုံဝိထုတွေအပေါ်နှိမ့်ချတတ်မှုဟာပုံစံတစ်မျိုးနဲ့နှလုံးသားထဲကိုဂိမ်းအောင်လာပါတော့တယ်။ ဒါဆိုရင်ဖွံ့ဖြိုးတိုးတက်ပေးတာအနောက်နိုင်ငံတွေမှာကောဒီလိုမျိုးရိုးဆန်ဆက်ခိုင်ခန့်တဲ့တနာယီတွေမရှိဘူးလားလို့ကျမတို့နေရာဆွေးနွေးဖြစ်ကြတယ်။တိတ်ရှိတာပေါ့။ဆုနမင်းကြီးနဲ့သူ့ရဲ့သားတော်သမီးတော်တွေသူ့မိဖုရားတွေဟာဂရိတနာယီမှာ ရှင်သန်ရှုမောဝယ်စားကြောင်းတွေမဟုတ်ပါလား။ဒါပေမဲ့အနောက်တိုင်းဟာဖះเจ้าဘာသာရေးနဲ့အုတ်ချုပ်ရေးအာဏာကို ပိုင်ချရေးစမှုတော်လှန်ရေးအရင်းရှင်တော်လှန်ရေး အခုဆိုရင်နှီးပညာတော်လန်ရေးရဲ့လို့ခေပြောင်းတော်လန်ရေးတွေကိုဆင်နွှဲခဲ့ကြတယ်။တနည်း modernize ဖြစ်ဖို့အတွက်သူတို့ကရှေ့ဆောင်လုပ်ခဲ့ကြရတာဆိုတော့ဒဏ္ဍာရီတွေကို ရှေ့တန်းမတင်နိုင်တော့ဘူး။ဒါတွေကိုပါအမေရော့ခံလို့သဘောထားလိုက်ရတာမျိုး ဖြစ်ကုန်သလားလို့ကျမတို့တွေးမိပါတယ်။ကျမတို့တွေစီမှာတော့ကိုယ်ခွေယုံကြည်မှုတွေဒါနဲ့ပတ်သက်ဆက်နွယ်တဲ့ပုံမြင်တွေရာဇဝင် အကြောင်းတွေကိုဟုတ်တော်ရှိမဟုတ်တော်ရှိဆွဲဆွဲမဲ့မဲ့ရှိနေကြသေးပဲ။ တံမိုးထားကြစေပဲနောက်တစ်ခုကကျမအဖို့ပုံမြင်နှားထောင်ရမှာငငယ်ကနေမတူတော့တာကဘိုးဘေးဘီဘင်တို့ရဲ့တဘာဝနဲ့တသားတဲ့ကြမှုကိုပုံမြင်တွေတဲကနေတတိပြုမိခဲ့တာကိုပါသူတို့ရဲ့ဇာကြောင်းတွေမှာတရိတ်ဆန်တွေ အပင်တွေပန်းမှန်တွေဟာဇက်ကောင်အနေနဲ့ပါတတ်ကြတယ်သူတို့ကစကားပြောတတ်ကြတယ်လူတွေနဲ့မိတ်ဆွေဖြစ်ကြတယ်ဒါမှမဟုတ်လူမှုအဖွဲ့အစည်းတွေမှာတတ္တလောကရဲ့ဒီလိုအစိတ်ပိုင်းတွေဟာ ပြန်အလှန်မိခိုးရာအဖြစ်ထင်ထင်ပြပြပြပါရယ်။ယနေ့ထက်တန်အောင်လူမှုပေါင်းစည်းမှုအကောင်ပြေမိသားစုတပ်ဖွဲ့ဖြစ်နေကြတဲ့လူနေမှုဝန်းကျင်တွေမှာသူတို့မွေးထားတဲ့ဝက်ကလေးတွေ၊ကြက်ကလေးတွေ၊နွားကလေးတွေကိုဆွေလိုမျိုးလိုသဘောထားချစ်ခင်သူတွေတွေ့နေတဲ့နေရှိနေစေပါ။မတက်သားလို့သာဒီတရဝါလေးတွေကိုစတေးရအရင်ပြုရတာမျိုးရှိကောင်းရှိမယ်။ဒါပေမဲ့သူတို့အတွေ့မိသားစုဝင်တွေလိုသဘောထားကြပါရဲ့။ ဒီနေ့ခေတ်ခါမှာကျမတို့တွေဟာတဘာဝကိုမျက်နှာဖို့တဘာဝစီကို ပြန်သွားဖို့ပြောနေကြပါရဲ့ဒါပေမဲ့ကျမတို့ဘိုးဘွားတွေလောက်တဘာဝနဲ့နှိစက်နိုင်ပါမလားမျက်နှာနိုင်ပါမလားဒါဟာလဲမိကွန်းထုတ်ဆရာပါပဲဒီလိုနဲ့ကျမတို့နှစ်ယောက်ရဲ့စကားဝိုင်းမှာတဦးကိုတဦးချစ်ခင်ဆုံးမတဲ့အကြောင်းတွေထဲပုံမြင်တွေကသာပို့ပြီးလွှမ်းမိုးနိုင်ခဲ့တယ်နှစ်ဦးစလုံးကိုကိုကို တရီမူလိုက်မိတဲ့အချိန်ကြတော့ ကျွန်မတို့ဟာပုံမြင်ပြောရခြင်းနဲ့နားထောင်ရခြင်းကိုဘိန်းဆွဲတယ်လို့ဆွဲလန်းနေမိပြီ။တအုပ်ကိုတအုပ်အဆုံးရှုံးမခံနိုင်ခြင်းဟာပုံမြင်တွေနဲ့ဝေးရမှာစိုးလို့ဆိုတာမျိုး ဖြစ်လာပါဗါ။အဲဒီခါမှာအထိတ်တလန့်တွေးမိတာကပုံမြင်တွေဟာတနည်းမှာကုံသွားနိုင်သလား။ဟမ်အင်းမကုံနိုင်ပါဘူး။ဒီအဖြစ်ကိုသိကြစေတာကလက်ရှိမှာပရိသတ်ရဲ့အာယုံကိုဖန်ဆာနိုင်တဲ့ရုပ်ရှင်ဇာတ်ကားတွေဝိတုဇလန်းတွေနှစ်တိုင်းအစ်စ်အစ်စ်ထထွက်နေလို့ပါ။ အရင်တုန်းက ပုံပြင်းလို့ခေါ်တဲ့ခုတော့ဇက်လန်းလို့ဆိုကြတဲ့ဇက်ကြောင်းတွေဟာလူတွေစိတ်ကူးကွန်မြူထားတဲ့အခြားသောဘဝတွေမဟုတ်ပါလားဘယ်မှာကုံဆုံးနိုင်ပါတယ်လဲကျမတို့တခါတလေပြောပြကြတဲ့အထက်မှာထိုင်းရုပ်ရှင်ဒါရိုက်တာအပိချာပွန်ရဲ့ဇာတ်ကားတွေလည်းပါတယ်သူရုပ်ရှင်တွေမှာဆိုရင်လူတရိတ်ဆန်ဝိညာဉ်တဆေတရေတွေဟာဇက်ကောင်အဖြစ်အမြဲပါကြတယ် ရှေးဘဝနောက်ဘဝနဲ့တန်တရားမှာပြန်လည်ဝင်စားခြင်းကံမသဘောတိုင်းလူအဖွဲ့အစည်းရဲ့ယုံကြည်မှုရုံးကံမှုတွေအချိန်နဲ့နေရာ time and space သဘောတရားတွေကို သူ့စကားတွေမှာ ရှုထောင့်အသက်နဲ့ချင့်ကပ်ပြီးခက်ကြမ်းကြမ်းလှုပ်ပြခဲ့တာတွေရှိတယ်။နိုင်ငံတကာစုတွေရခဲ့တဲ့သူ့ရဲ့ tropical melody တို့ angel for me who can recall his past life တို့မှာဆိုရင်အစောက ပြောခဲ့သလိုလူတရိတ်ဆန်နဲ့ မမြင်အပ်သောလောကဟာတကယ်တော့အထုတလဲပိုင်းခြားထားမှုမရှိဘဲအဖွဲ့စည်းတစ်ခုတည်းမှသာတဝဲလဲလဲရှင်သန်နေကြတဲ့သဘောကိုမြင်သာစေပါတယ်။တကယ်တော့ဘဝရှင်သန်မှုမှာထူးထွေတဲ့ဇာတ်ကြောင်းတွေတိတ်မရှိနိုင်ပါဘူး။မွေးမယ်၊သိမယ်၊ချစ်ကြမယ်၊မုန်းကြမယ်၊လိန်ဆက်ဆံကြမယ်ဒီလောက်ပါပဲ။ဒါပေမဲ့ဒီလိုမထူးလာတဲ့ဘဝတွေကိုပဲဆက်ကောင်အမျိုးမျိုးပြောင်းပြီးမတူတဲ့ရှုထောင့်ကနေဖန်တီးတဲ့အခါ ဖတ်မင်းကြီးရှုမင်းကြီးတဲ့စမ်းကြဲတဲ့ဇလန်းတွေရလာတာပဲလေလူနဲ့တရိတ်ဆန်တန်ဝါတပြုတ်ကြတာမျိုးဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်သူတို့ရဲ့အတွဲလိုက်တက်ဖြတ်ခြင်းဒါမှမဟုတ်တရည်ရည်ညံပန်းပြီးတက်ဖြတ်ကြတာမျိုးဖြစ်ဖြစ်မိမိကိုယ်ကိုနာကျင်အောင်လုပ်ရတဲ့အရာသားကိုလေးလေးပင်ပင်သဘောကျနေတတ်သူဖြစ်ဖြစ်သူတို့အကြောင်းတွေကလည်းဆန်းလာတယ်မဟုတ်ပါဘူးဒီလိုဖြစ်ရက်တွေက လူရှိကိုထွက်ပေါ်လာတာနဲ့မထွက်ပေါ်လာတာပဲကြွားချင်ကြမယ်။ရှေးအတီအတာကလေးကလည်းဒါမျိုးကြံစီဖို့စိတ်ကူးဘူးတာတွေရှိမှာပါ။လူရဲ့စိတ်ကအမြန်ဆုံးရင်ရထားပဲ။ပြီးတော့ခက်မှန်ဖန်ဆုပ်ဖို့ခက်ပြီးအမြဲရွေလျားနေတဲ့အရာပါပဲ။ဒါကြောင့်သူ့ထက်ငါဆံပြတဲ့ဇက်ချောင်းတွေရဲ့လို့ရှိစရာအကြောင်းမရှိဘူး။ဒါပေမဲ့ဇလန်းကိုတင်ဆက်ပုံတွေကတော့မယိုးနိုင်ပါဘူး။ဒါသာလင်အတတ်ပညာလို့ယူဆမိပါရဲ့။ ဒီနေရာမှာတမိုင်းပညာရှင်လည်းဖြစ်နာမည်ကြီးစာရေးဆရာလည်းဖြစ်တဲ့ယူဗန်နိုအဟာရာရီရဲ့ပုံမြင်တွေနဲ့ပတ်သက်တဲ့အဆိုကို ထောက်ခံမိပါတယ်။သူပြောတာကလူသားတွေကပုံမြင်တွေကိုသဘောကျကြတယ်။ပြီးတော့လူရင်ချင်းမှုတမိုင်းတခြားလှုပ်ကြံဖန်တီးထားတဲ့ဇက်လန်းတွေနဲ့အသားကျနေကြပြီ။ဒါကြောင့်လူမှုဘဝနဲ့နိုင်ငံရေးမှာလည်းဖန်တီးကွန်မြူတာတဲ့ဇာတ်ကြောင်းတွေကလွှမ်းမိုးမှုရှိနေပါအောင်မဲတဲ့။ ဒါကြောင့်လဲယာနုံးပြေမှန်ကန်တဲ့တမိုင်းဆိုတာရှိနိုင်လို့လားလို့ကျမချစ်သူကိုမေးခွန်းထုတ်မိတယ်။ကျမထင်တော့မရှိနိုင်ပါဘူး။တမိုင်းကိုရေးသူတွေကအတ္တနောမတိမကင်းသူ လူသားတွေပဲမို့တချို့နေရာတွေမှာပက်လိုက်မှုကြောင့်ဖြစ်ဖြစ်တချို့နေရာတွေမှာခွင်းဆက်ပြတ်လို့အလုံးစုံမချုံငုံမိတဲ့အခါကောက်ယူမှုလွဲမှားသွားစေတာမျိုးဖြစ်ဖြစ်ရှိနိုင်တာပါပဲ။တမိုင်းနဲ့ရာဇဝင်ကြားကမြင်းကလည်းပါလွာလွန်နေတယ်။ တစ်ခုဖြေသားရာရတာကလွန်ခဲ့တဲ့ဆယ်စုနှစ်တုန်းကအပြန်တင်စလူငယ်လေးဘဝမှာ အရာရာကိုဝေဖန်ရင်းမှန်မြောင်းကနေလောကကိုလှမ်းကြည့်တော့နေခြင်းစရာတစ်ခွက်မှမရှိဆိုးညံ့မှုတွေကိုသာခံစားမိပြီးပါကိုယုံကြည်ရမှန်မသိစုပ်ကံရမှန်မသိဖြစ်ခဲ့တဲ့ကျမရဲ့ပုံရိပ်ဟာမြစ်တကွေမှာ အနေပို့ချပြီးသွားတာကိုပါဆက်ပြီးစီစဉ်ခဲ့တဲ့ဒီဘက်မြစ်တကြောမှာတော့ ပုံမြန်တပုတ်ကိုနားထောင်တဲ့အခါအတိတ်ပဲမရှိတာတွေရုပ်တည်မရှိတာတွေကိုယုံကြည်ရကောင်းမလားဆိုတဲ့အပြစ်မြင်စိတ်မျိုးမဟုတ်တော့ပဲလူအဖွဲ့စည်းရဲ့စိတ်ကူးကွန်မြူနိုင်စွာနဲ့သူတို့မျှော်မှန်းတောင်းတာတဲ့ဒါမှမဟုတ်သူတို့မရရှိခဲ့တဲ့ဘဝကိုဘယ်လိုပုံဖော်ကြတယ်လဲဆိုတာကိုသာစိတ်စိတ်ခံစားပြီးနားထောင်တတ်သူဖြစ်လာတယ်။ဒီလိုအကျိုးနဲ့အကြောင်းဆက်ဆက်ရင်ပုံမြင်ဇာတ်ကြောင်းတွေနဲ့ရှင်သန်ရတာကိုပိုပြီးပျော်မွေ့လာပါတယ်။ ခုလိုချစ်ချင်နူးနေတဲ့ကျမတို့နှစ်ယောက်ဇလန်ကကိုတစ်ချိန်ချိန်မှာပုံမြင်ဖြစ်သွားနိုင်သလားယင် သူကတော့ပြောတာပဲအိုမင်းမစွမ်းတော့တဲ့အခါမှာဘာရုပ်ဝတ္ထုပစ္စည်းကိုမှလည်းအထူးတလဲမမောနိုင်စွမ်းမရှိတော့ဘူးတို့တွေကိုဆက်ပြီးရှင်းတန်းနိုင်အောင်စိတ်ဝင်စားစီမှာကအစ်စ်အစ်စ်ထွက်ပေါ်လာတဲ့ပုံမြင်တွေပဲလေတဲ့တို့နှစ်ယောက်မရှိတော့ရင်တော့တို့အကြောင်းကလည်းပုံမြင်ဖြစ်သွားမှာပေါ့တဲ့ကျမကိုဒီလိုပြောပြနိုင်လို့သူ့ကိုကျေးဇူးတင်မိပြန်နေဒီနောက်မှာ ျမမှာဘာကြီးဖြစ်ချင်လာပါတယ်ဆိုတာမျိုးကြီးကြီးမားမားမရှိတော့ဘူးလူသားတယောက်အနေနဲ့တာဝန်ထမ်းဆောင်နေရတဲ့တာဝန်အချို့ခြေပုံမှုအတွေ့ပြုမြဲကိစ္စတွေအဆင်ပြေပြေအောင်မြင်ပြီးမြောက်ဖို့ကလွယ်လို့ပေါ့လေဒါပေမဲ့လူလောကရဲ့တိုးဝင်တော့မဲ့ခလေးတယောက်ရဲ့ညအိယာဝင်ပုံမြင်ထဲမှာ ရှင်တန်နေတဲ့ဇက်ကောင်တစ်ခုဆွဲထင်သွားစီမဲ့ဇက်ကောင်တစ်ခုတော့ဖြစ်ချင်ပါတယ်အဲ့ဒီဇက်ကောင်ကသူရဲ့ကောင်ဖြစ်ဖို့တိတ်ပြေဆုံးတဲ့မင်းသမီးဖြစ်ဖို့ ဒါမှမဟုတ်သူတော်စင်တယောက်ဖြစ်ဖို့မလိုပါဘူးအန်ဒါဆင်းပုံမြင်တဲ့ကမိချစ်ဆန်ရောက်တဲ့ကလေးမလေးလိုရိုးရှင်ပြီးဆွဲဆောင်မှုရှိတဲ့ဆက်ကောင်မျိုးပဲဖြစ်ရင်ကို အတော်လေးကျဉ်းနှံ့စရာကောင်းနေပါပြီတော်တာအေးလက်နားဆင်အပိကြားတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်